ကြီးဦးအောင်သိန်းရဲ့အောက်နောက်စိန်ခေါ်မှုဤဆောင်မကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့တက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။ကျွန်တော်အားပြပအတန်လွင့်ဌာနများကအင်တာဗျူးလုပ်တက်ကြပါတယ်။ကျွန်တော်ကအကြောင်းစရာစာရေးစရာဖြစ်တာကိုလည်းသိနေကြတဲ့အားလျော်စွာနိုင်ငံရေးနဲ့ဆက်ဆိုင်တဲ့မိကုန်းတွေကိုမေးလို့မရှိကြပါဘူး။ပညာရေးလူငယ်ရေးရာစာပေရေးရာကိစ္စတွေကိုပဲမေးလို့ရှိပါတယ်။ကျွန်တော်ကလည်းကိုတက်အားသမျှပြပြရေးလဲအောင် ပြန်လဲဖြေချပေးခဲ့သည်ကြီးပဲဖြစ်ပါတယ်။ ကျွန်တော်ကလည်းရဲချင်းပြင်မတောင်းမင်းနဲ့ခုပဲမေးနိုင်ပါတယ်ပြောပြီးတထိုင်နဲ့ပြီးအောင်ဖြေလိုက်လေရှိပါတယ်။တခါတရံဧည့်သည်ရောက်နေခဲ့ဆိုရင်တော့ဧည့်သည်ကိုလက်ကားပြထားပြီးချက်ချင်းဖြေလိုက်မိတတ်ပါတယ်။သူ့ဘာလဲနဲ့တချိန်တွင်တော့စိတ်ဆက်မိတယ်လို့လို့ဖြစ်သွားလိုက်မိပါတယ်။သူ့အမေနဲ့ကျွန်တော်အဖေကိုတင်ပြလိုက်ချင်ပါတယ်။မိကိုမေးတာကနောက်မေးချင်တာလေးတကူကမြန်မာကျောင်းသားတွေကစာသင်ယူလေးရှိရင်ဆရာပြောတာကိုပဲတည်ချာနာတောင်ကြတယ်။ ်တင်နာကိုပဲယူတတ်ကြတယ်ဒါကြောင့်အနောက်နိုင်ငံသားဆရာတချို့ကမြန်မာကျောင်းသားတွေကိုစဉ်းစားဝေဖန်မှုတဲ့တယ်တနည်းအားဖြင့်ဆိုရင်ဘယ်လိုပြောမလဲ IQ ဉာဏ်ရည်နှိမ်ပါတယ်ဆိုတာမျိုးဝေဖန်တတ်တယ်ဆရာဘယ်လိုမြင်ပါသလဲအဲ့တော့ပြန်ဖြေလိုက်တာကဉာဏ်ရည်နှိမ်တယ်ဆိုတာကိုကျွန်တော်သဘောမတူနိုင်ဘူးမြန်မာကျောင်းသားလူငယ်လေးတွေကဆရာရဲ့တင်ကြားချက်ကိုစောရကတက်မှုနဲ့တယ်ဆိုတာကိုတော့ဖြင့်ကျွန်တော်ဝန်ခံပါတယ်ဒါကလည်းကျွန်တော်တို့အစဉ်လာရင်ချင်းမှုကကိုကဆရာသမားကိုဖျားနေတောင်တကိုင်းနဲ့ထားပြီးယူသေးကြရတယ်မဟုတ်လားဒါကြောင့် ဆရာကိုစောရကတက်မှုနည်းနေတယ်လို့ထင်ပါတယ်။နောက်ပြီးတစ်ဖက်သားကိုအားနာရတဲ့မြန်မာတို့ရဲ့အချင်းစိတ်ကလည်းတစိတ်တစ်ပိုင်းပါနေမယ်လို့ထင်တယ်။ဒါကြောင့်တစ်ဖက်သက်နာယူခြင်းဖြစ်လာတယ်လို့ထင်ပါတယ်။နောက်ပြီးတင် जा မှုစနစ်ပေါ်မှာလည်းအတော်လေးတည်နေတယ်လို့ထင်တယ်။ညံရင်နေနေတယ်လို့တော့ကျွန်တော်ဘယ်တော့မှမထင်ခဲ့ဘူး။ကျွန်တော်ပြောပြစီမျိုးချစ်စိတ်ကြီးတစ်ခွဲသားနဲ့ပြောတယ်လို့တော့မထင်စေချင်ပါဘူး။တမိုင်းเจ้าကိုပြန်ပြီးတွေ့ကြည့်လိုက်ရင်ရှေ့တောင်အာရှမှာ မြန်မာကိုမှီခဲ့တဲ့လူမျိုးနဲ့တိုင်းပြည်ရှိခဲ့ဘူးသလားဆိုတဲ့မေးခွန်းပါပဲမြန်မာကိုမှီခဲ့တဲ့လက်နက်နိုင်ငံတော်ရှိခဲ့ဘူးသလားဆိုတာကိုပါပြန်တွက်ကြည့်စေချင်ပါတယ်လက်နက်နိုင်ငံဆိုတာကြောင့်စစ်ရေးနိုင်ငံရေးမှသာလင်လွန်ကဲခဲ့တာမဟုတ်ဘူးယဉ်ကျေးမှုဘက်မှာကြည့်လိုက်ရင်လည်းပကြီးပပုပြီးသူကပညာရက်တွေမှာမြန်မာကိုမှီတာမရှိသလောက်ပါပဲနောက်ပြီးကိုနဲ့တင့်လျော်တဲ့အမှုပညာရက်ကိုဆိုရင်ဘယ်သူအမှုပညာကိုမှယူငင်သုံးဆွဲဖို့လည်းဝေမလေးခဲ့ဘူးဥမာယိုဒရာကယိုဒရာတေးသွားဆိုတာတွေကို ကြည့်ရင်သိတာပါပဲဒီလို့ သဘောထားကြည့်ရင်ချင်းမိမိယဉ်ကျေးမှုကိုပေါင်းခန့်မထားခြင်းကအလွန်အရေးကြီးတယ်လို့ထင်တယ်။ဒီတဲ့ပို့ပြောလာရရင်အရှိတောင်အာရှမှာမြန်မာစာပေကိုမှီတဲ့နိုင်ငံရဲလို့မရှိဘူး။တချို့နိုင်ငံတွေရဲ့စာပေတွေကိုအင်္ဂလိပ်ဘာသာပြန်ကတဆင့်ဖတ်ရဘူးတဲ့။မြန်မာစာပေလောက်မျိုးမျိုးမြက်မြက်ရှိတာကိုအလွန်တွေ့ရခဲ့ပါတယ်။ရှိတယ်ဆိုရင်လည်းအရေးအတွက်အလွန်နည်းတယ်လို့ထင်မိပါတယ်။ဒါတွေထားလိုက်ပါတော့ LCCI ဆိုတဲ့ပညာရဆိုင်ရာစာမေးပွဲမြန်မာပြည်မှာပေါ်လာတာမကြသေးဘူး။ဘာတွေသိနေဆိုတာကိုကျွန်တော်မသိဘူး။အတော်လေးကိုခက်တဲ့စာမေးပွဲဆိုတာသိရတယ်။ဒါကိုအောင်မြင်ကြတဲ့မြန်မာတွေနဲ့ရောလား။ပြည်တွင်းမှာရွှေတစိမ့်ရကြတဲ့အပြင်တကဘာလုံးမှာစုဝီချကြတဲ့သူတွေတောင်ရှိတယ်။ကျွန်တော်တူမလေးတယောက်ဆိုရင်တကဘာလုံးမှာဒုတိယရတာကြောင့် scholarship ရပြီးမလေးရှားမှာသင်တန်းဆက်တက်နေရတယ်။နောက်နေ့ဆိုရင် Oxford တက်ကူကိုသွားရမယ်။အဲ့ဒီလိုလူမျိုးကို IQ နိုင်တယ်လို့ခင်ဗျားပြောနိုင်မလား။ တခုတော့ဖြတ်ပြီးမေးလိုက်ပြစီခင်ဗျာအခုဘယ်နိုင်ငံကနေပြောနေတာလဲဆိုတော့မေးတဲ့သူကသူ့နိုင်ငံကိုပြောပြပါတယ်။ကောင်းပြီခင်ဗျာအဲ့ဒီကိုရောက်နေတာခင်ဗျာကိုခင်ဗျာအဲ့ဒီလူမျိုးတွေအောက် IQ နိုင်တယ်လို့ထင်နေပါသလားဟာဟာဆရာကောင်းပြီမြန်မာပြည်မှာရှိနေတဲ့ခင်ဗျာတငယ်ချင်းတွေကတော့ IQ ခင်ဗျာအောက်နိုင်တယ်လို့များထင်ပါသလားဟာဆရာမြန်မာကျောင်းသူကျောင်းသားလေးများသည်အမေးအမြစ်မရှိဆရာပြောသမျှကိုလက်ခံသည်ဟုသော စကားငယ်ရင်နေသည်ဟုသောစကားမှာလုံးဝမှားသည်ဟုကျွန်တော်ထင်ပါသည် မှချင်းမှလင်တင်ပြပို့ချပုံစနစ်မှနေခြင်းသာဖြစ်နိုင်စရာအကြောင်းရှိပါ၏ကျွန်တော်အလဲတန်းပြစရာလောက်ခဲ့ပူပါသည် တက်ကတူစရာလောက်ခဲ့ပူပါသည်ထို့နောက်ဝိုင်းတင်ကျူရှင်စရာလောက်ခဲ့ပူပါသည်တက်ကတူတွင်တင်ရသောအခါတွင်လည်းမေးမြန်းဆွေးနွေးခွင့်ပေးလိုက်လင်မေးလိုက်ကြသမှတော်ယုံတန်ယုံစရာဆိုရင်ချွေးပြန်လောက်ပါသည်ကျွန်တော်မပြန်ခဲ့ပါသူတို့မေးနိုင်သည်ကိုချုပ်တင်ဆင်ကျင်ထားသောကြောင့်ဖြစ်ပါသည်ဥမာတစ်ခုပြပါမည်ကျွန်တော်ကဝိတုသဘောတရားကိုသင်နေသည် ဝိထုတဘောဤဇလန်တဘောအတက်အကြသဘောကိုသင်ကြားနေခြင်းဖြင့်ကျောင်းသားတယောက်ကထားပြီးမေးသည်ဆရာဆရာကဒီသဘောတရားတွေကိုသင်နေတာတော့ဟုတ်ပြီဒါတွေကိုသိပေမဲ့ယက်တီချက်ကိုဘယ်လိုလုပ်မှာလဲဟာအဲ့ဒါတွေကငါနဲ့ပါဆိုင်လဲငါကဝိထုတဘောတရားကိုသင်နေတာပဲဒီလိုဆိုဆရာကသဘောတရားတွေကဘာအတိတ်ပဲရှိတော့မှာလဲဟာအဲ့ဒီလိုဆိုရင်အလီပေါင်းတွေကိုဘယ်သွားထားမလဲနှစ်၅လီ30ဆိုပါတော့အဲ့ဒီအလီပေါင်းကဘယ်ဘက်ကယက်တီတယ်လဲအရင်ရှင်ဘက်ကလားပစ္စည်းမဲ့ဘက်ကလားအရင်ရှင်ကမျှလို့နှစ်၅လီ စက်တင်ဖြစ်ခြင်းတို့ရတာမှမဟုတ်ပဲတက်ကလေးကျောင်းဆရာဘွားရင်ထိုကဲ့သို့ကျုံရသလိုဆယ်တန်းဝိုင်းကကောင်ကလေးတွေကိုလည်းကျုံရပါသည်မေးခွင့်ပေးလိုက်ရင်မေးလိုက်ကြသမှတက်ကလေးကျောင်းသားတွေမေးစဉ်ကချွေမပြန်ခဲ့တော့ကျွန်တော်ကိုယ်တိုင်ချွေပြန်ခဲ့ရပါ යි ဆရာမြင့်မူတောင်ဆိုတာတကယ်ရှိသလားဆိုတာမျိုးတွေပါဆုံးနေပါတော့သည်နောက်ဆုံးတော့ဟဲခွေးကောင်နေဒီတိုင်းငါကိုယ်တိုင်တောင်ကောင်းကောင်းမသိတာလေရှောင်မင်းနေနှစ်ပေါက်သည်ထီအောင်သင်ငန်းစာကုံမမှုတ်တော့ဘူးဟုစကားကိုတက်ပြစ်လိုက်ရပါ යි စာသင်နေဆိုတာစိတ်တက်ဖို့အရေးကြီးတယ်။စာသာတက်ပြီးစိတ်မတက်ရင်ပညာတတ်လူဘောကြီးတွေပဲဖြစ်နေမှာပေါ့ဟုသောစကားကိုကျွန်တော်မကြာခဏပြောမိတတ်ပါသည်။ဆရာကသင်ပေးခြင်းထက်တပြည့်ကိုယ်တိုင်စဉ်းစားကြည့်မိအောင်တိုက်တွန်းခြင်းကပိုကောင်းသည်ဟုထင်ပါ၏။သူတို့ချင်းချင်းအပြန်အလှန်ညှင်းခုံဆွေးနွေးကြလင်သင်ခန်းစာကိုပါမမေ့သွားနိုင်အောင်မှတ်မိသွားတတ်သောကြောင့်ပိုလို့ပင်ကောင်းသည်ဟုထင်ပါသည်။အိုင်းစတိုင်းတို့လိုပညာပါရမီကျင့်ရသူများသည်ကျောင်းစာသင်ခန်းတွင်လူညံ့များဖြစ်လာခဲ့ရသည်မှာသူတို့ဘာပြောပြသည်ကိုနားထောင်မှတ်သားနေခြင်းထက် မိမိကိုယ်တိုင်စဉ်းစားနေရသည်ကိုပုံမှန်နှစ်သက်တတ်သောကြောင့်ဖြစ်တယ်ရပါသည်။နောက်ပြဿနာတစ်ခုကဆောင်းမေးပွဲဝင်မပါလဲပွဲမဖြစ်ဝင်ပါလဲပွဲစိတ်ညစ်ဆိုသောစကားကဲ့သို့ဆောင်းမေးပွဲဆိုတာကလည်းမရှိမကောင်းရှိမကောင်းဖြစ်နေပြန်သည်။ဆောင်းမေးပွဲအဆင့်ကောင်းဖို့ အလွတ်ကျက်အလွတ်မှတ်လုပ်နေရင်တကယ်တက်ဖို့ဆိုသည့်အချက်ကိုမျက်ခြေပြသွားပါလိတော့သည်အာဂုံကြက်မှရသောဖုံးတော်ကြီးများစာတင်ကြမှုစနစ်မှာပင်ပခုတ်ကူစနစ်မှာစာမေးဘက်ကိုဗရာနာမထားတော့ပဲအတက်တင်သောနီးကိုအပြုတ်ထားသည်ဟုဆိုပါ၏ယခုအခါတွင်တော့ចောင်းသားများခေါင်းထဲတွင်စာမေးဘက်စာမေးဘက်ဟူသောစကားလုံးသာရှိနေတော့သည်ပညာဟူသောအချက်ကိုမျက်ခြေပြန့်နေကြလေပြီကျူရှင်ဆရာတွေကလည်းသင်ချလိုဘာသာရန်မျိုးကအစအလွတ်မှတ်မိနေအောင်သာစူးစမ်းသင်ပေးနေကြတော့သည် ဆယ်ရန်တွင်အမှတ်ကောင်းကောင်းရခဲ့သောចောင်းသားတွေကိုနီးပြခိုက်ဖြစ်ထားလိုက်ကြပြန်၏နီးပြကိုယ်တိုင်ကလည်းတကယ်တက်လာခဲ့သည်မဟုတ်အလွတ်ချက်ပြီးမှတ်မိနေခြင်းဖြစ်သည်ဒီတော့တက်ဆိုင်ရာចောင်းသားကစားကိုအလွတ်ရမရနားထောင်စစ်ဆေးပေးခြင်းမျှသာဖြစ်လာပြန်သည်ရေဘူးရအားဖြင့်ចောင်းသားများသည်အုံနောက်၏မှတ်ဉဏ်ပိုင်းကိုသာအသုံးပြုလျက်စဉ်စားဉဏ်ပိုင်းကိုလွင့်ပြဲထားသည်ဟုဆိုရပါတော့မည်စားတက်တော်လဲစိတ်မတက်သည့်အဖြစ်မှတ်သားတတ်တော်လဲကြိုးចောင်းဆက်ဆက်မစင်းစားတတ်သည့်အဖြစ်သို့ရောက်လာနေကြသည်ဟုထင်မိသည် အရှိန်အနောက်တည်ခြင်းတို့အိမ်လိုက်ခဲ့ဟုသောဟာသစကားလိုကိုယ်အိမ်ရောက်မှဖះစင်ကြည့်ပြီးအရှိန်အနောက်ပြောတတ်တာမျိုးဖြစ်နေမည်လားဟုတင်စားနေမိသည်အိမ်ပြန်ထွက်လိုက်ရင်အရှိန်အနောက်ကိုမပြောတတ်တော့ပြီတကယ်ဆိုရင်ကျောင်းသားတွေကတော်ပါသည်ကျွန်တော်တို့ဆရာတွေကညံ့နေခြင်းဖြစ်သည်ဟုထင်မိကျောင်းသားများစုမှကျောင်းစာကလွဲလင်အလွန်ညံကောင်းသည်ဟုသာပြောလိုက်ခြင်းပါသည်ကမ္ဘာဘောလုံးပွဲကြောင်းပြောမလားကာရာအိုကေကြောင်းပြောမလားကွန်ပျူတာဂိမ်းကြောင်းကိုပြောမလားကျွန်တော်တို့ထက်အများကြီးသာသည်ဟုယုံကြည်ပါသည်သူတို့ အုံထက်ကိုသုံးချတဲ့အောင်ကျွန်တော်တို့ကလမ်းကြောင်းတက်ပေးလိုက်ဖို့သာလိုပါသည်ထိုလမ်းကြောင်းတက်နည်းကိုကျွန်တော်ဆန်းသက်ဖို့ပါ၏အမြင်ပါသည်ဆိုကြပါစို့ပင်းရင်မြန်မာစကေပြေတဲကစာတပုတ်ကိုចောင်းသားအလုံးအားဖတ်ကြည့်ခမ်းလိုက်အတန်းထဲမှာဖတ်ပြဖို့မဟုတ်ကိုဘာသာဖတ်ကြည့်ခမ်းလိုက်ခြင်းဖြစ်သည်ဖတ်ပြီးရင်ထိုစာចောင်းကိုမေးမိဟုတော့တရိပ်ပေးထားလိုက်သည်အလုံးဖတ်ပြီးပြီဆိုတော့မှကျွန်တော်ကចောင်းသားတယောက်ချင်းကိုနာမည်ခေါ်၍မေး၏မေးပုံကခိုင်းစာတပုတ်လုံးမှာစာရေးစရာပြောခြင်းနဲ့ဗရာနာအာဘောတိုးချုပ်ပြောစမ်းတိုးဆုံးပြောစမ်း သူတို့ပြောတာနည်းနည်းပါပါတိန်ကောင်းတိန်တက်ပါသည်များသောအားဖြင့်အပြည့်မှန်ကြပါ၏ထို့သောဗရဏအာဘောမှန်သွားလိုက်သောအခါဆက်မေးပါသည်ကောင်းပြီစာရေးဆရာကသူ့အာဘောသူ့ဆိုမှန်ကန်ကြောင်းဘလို့အကျိုးကြောင်းပြသလဲများသောအားဖြင့်ခဏလောက်စဉ်းစားကြပါ၏ကျောင်းသားတယောက်ချင်းကွဲလွဲကြသည်များလည်းရှိပါသည်သူတို့ချင်းချင်းအပြန်အလှန်ညှင်းခုန်ခွင်ပေးထားလိုက်ရသည်လည်းရှိတတ်ပါ၏ပြောကြကောင်းပါသည်နောက်ထပ်စာရေးသူကသူ့အကြောင်းပြချက်မှန်ကန်ကြောင်းတာရကအထောက်အထားဖြင့်ဘာတွေပြသလဲအထက်တွင်ပြောခဲ့သည်များမှာ ကြိုးချောင်းပြစာပေများအတွက်သာဖြစ်ပါ၏ရတ္တစာပေဘက်ကြတော့ဒီစာကိုဖတ်ရတာဘယ်လိုရတ္တတွေခန်းစားရသလဲဘယ်နေရာမှာခန်းစားရသလဲဘယ်ရတ္တကဥဆောင်သလဲအဲ့ဒီရတ္တကိုပုံအောင်ဘယ်လိုရေးဖွဲ့ထားသလဲဆိုတာမျိုးတွေသူတို့ဘာသာစဉ်းစားခိုင်းပါသည်တကယ်စမ်းကြည့်လိုက်တော့ကသူတို့တကယ်ကိုစိတ်ဝင်စားကြပါ၏အုံနောက်စိန်ခေါ်ခြင်းကိုမြန်မာကလေးငယ်များနောက်တွန့်နေမရှိကြပါအခက်ခဲနေရင်ဆိုင်ပေးလိုက်ရင်သူတို့အုံနောက်ကပို၍ထက်မြက်လာသည်ဟူတောင်ဆိုခြင်းပါသည်အလေးချင်းလှုပ်ပေးဖို့သာလိုအပ်ပါ၏ မြမရိုးရာလက်ဝဲကိုအားပေးသလိုအုံနောက်လက်ဝဲပွဲလေးလှုပ်ပေးဖို့လိုသည်ဟုထင်ပါသည်မြမចောင်းသားငယ်များ၏ညာရင်နှင့်ပတ်သက်၍ကျွန်တော်တင်ငယ်စိတ်ဘယ်တော့ကမှမရှိခဲ့ဘူးပါအောင်တင်နောက်ထပ်လည်းဆရာကြီးဦးအောင်တင်ရဲ့စာများကိုတင်ဆက်ချင်ပါသေးတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ